အခုတင်ဆက်ပေးမယ့်သတင်းကတော့ငွေကြေးခွာချခြင်းကိုကာကွယ်ဖို့စာရွက်နေတယ်လို့ဗဟိုဘဏ်ဓုဥက္ကဋ္ဌပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ငွေမဲတွေကိုငွေဖြူဖြစ်ဖို့ငွေကြေးခွာချမှုကနေကာကွယ်ဖို့စာရွက်နေပြီဖြစ်တယ်လို့ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါခင်စောဦးကမနေ့ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံဗန္ဒာရေးဆိုင်ရာရှင်းလင်းမှုမီဒီယာတွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာမီဒီယာတွေကမူရစေဝါကတစ်နှစ်ကိုအမေရိကန်ဒေါ်လာ၁ဘီလီယံနီးပါးရှိရလို့သိရပြီးအင်ချန်မြေဈေးကွက်မှာလည်းငွေမဲတွေကိုငွေဖြူဖြစ်ဖို့လုပ်ကိုင်နေတဲ့အတွက်အင်ချန်မြေဈေးမြင့်နေတယ်လို့ကြားရတာတွေကြောင့်တရားမဝင်ငွေကြေးတွေကိုငွေကြေးခွာချမှုပေါ်ဘလို့ဆောင်ရွက်နေတယ်လို့မေးမြန်းခဲ့ပါတယ်။တရားမဝင်ငွေကြေးတဲ့ပစ္စည်းအတွေ့အကြုံရေးဥပဒေထဲမှာသူတို့ကြည့်တယ်။ဒီ predicate offense ဆိုတဲ့ money laundering နဲ့ဆက်ဆက်ပြီးတော့သူရဲ့ money laundering နဲ့ဆက်ဆက်နေတဲ့ပြစ်မှုတွေပေါ့။အဲ့ပြစ်မှုတွေကလည်း tax evasion ဆို အဲ့ဒီလိုကျွန်မတို့ဒီမှာဆိုရင်နိုင်ငံတော်ဒီဥပဒေရှိပြီးသားဒီ legal frame ရောအရာဆိုတော့ကျွန်မတို့ဒီတိုင်းပဲကျွန်မတို့ဒီဝေကျခေါ်ဝါချတဲ့ကိစ္စတွေဟိုဒီတော့တော့ကောက်ပြီးတော့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 ဒီဒီဝေကျခေါ်ဝါချမှုနဲ့ပတ်သက်လို့တော့ကျွန်မတို့ရဲ့ focal point ကဒီပြည်ရေးကိုဒီထပ်တာပါအဲ့တော့ဒီဥပဒေကိုသူတို့ကဥပဒေကို exercise လုပ်တာပေါ့တော့ focal point အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်လို့ဝေကျခေါ်ဝါချတာနဲ့ပတ်သက်လို့ဒီအဲ့ဒီ ီးတဲ့ရေးဝန်ကြီးဌာနမှာဒီ FIU ဆိုတဲ့နော်ဝေကျေဝေဝေကျေဒီထောက်ထောက်လိုင်းရေးပေါ့နော်စုံစုံစမ်းထောက်လိုင်းရေးဆိုတဲ့ unit ဖွဲ့ထားပြီးသားဖြစ်ပါတယ်အဲ့ဒီ unit ကိုဆိုလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းကိုဆိုရင်ဒီဘန်တွေရောနောက်ပြီးတော့ဘန်မဟုတ်တဲ့ဝေကျေဘန်မဟုတ်တဲ့အဖွဲ့အစည်းတွေရောအဲ့ဒီအဖွဲ့အစည်းတွေကသူတို့ရဲ့ transaction fee တွေပါနော်ကျသိမ်းတစ်ထောင်ပေါ့တန်းတရာတဲ့ပိုတဲ့ threshold တဲ့ပိုတဲ့ တော့တွဲပြောင်းဆောင်ရွက်မှုတွေကိုတရေပေးရပါတယ်။ဘာလီကလည်းပေးရပါတယ်။ခုနပြောတဲ့အခွင့်အရေးတွေကလည်းပေးရပါတယ်။အဲ့တော့နောက်တစ်ခုကငွေပမာဏဘယ်လောက်ပဲဖြစ်စီနော် money laundering နဲ့ဆက်ဆက်နေတယ်လို့သံတရားဖြစ်တယ်ဆိုရင်ခုနပြောတယ်။သံတရားဖြစ်ွယ် suspicious transaction တွေလည်းခုနပြောတဲ့ FI ကိုကျွန်တော်တို့ကတင်ပို့ရပါတယ်။အဲ့တော့ဒီ FI တော့မှခုနသူတို့စီကိုတင်ပို့ချက်တွေကိုသူတို့ကစူးစီးပြီးတော့အဲ့ဒီတင်ပို့ချက်တွေကို analyze လုပ်ပြီးတော့ပါ သတင်းပို့ချက်တွေက potential money laundering ဖြစ်သလားမဖြစ်သလားဆိုတာကိုတို့ကကြည့်ကြည့်ချင်းအဲ့ဒါကိုဖြစ်တယ်ဆိုရင်တို့တို့မှ IB ဆိုတဲ့ investigation body ဆိုတာဖွဲ့ပြီးစစ်ပါတယ်အဲ့ဒီကနေပြီးတော့ဒီဟာတဲ့ပို့ပြီးတော့ investigation 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 body ရဲ့ဒီဒီတင်ပြချက် report ကခိုင်ခိုင်လုံလုံရှိလာပြီဆိုရင်ထပ်ပြီးတော့ဒီ SB လို့ခေါ်တဲ့ security body ဆိုတာကိုဖွဲ့ပါတယ်အဲ့ security body ဆိုတာတော့ သူဝင်ကြီးသူဘာဘာကလည်းသူဆောင်တယ်လို့အဲ့ဒီ body ကိုဖွဲ့တာပါဖြင့်သူကနေထပ်ပြီးတော့စုံစမ်းစစ်ဆေးပါလေအဲ့တော့ဒါတွေဟာအမှန်ကန်ပြီဆိုလို့ရှိရင်ကျမတို့ကတအားဒီအဟုတ်ပါတော့ဒီအန်ဒီလောင်ကြီးနဲ့ပတ်သက်နေအောင်တရားရုံးကိုကြည့်ပြီးတော့ရှေ့ဆက်ပြီးတော့ prosecution ကို confession ကိုဆက်ပြီးတော့လာပါဒီလိုဒီနေ့ကျမတို့နိုင်ငံမှာမန်ဒီလောင်ကြီးကိုပေါက်ွယ်ဖို့ဆောင်ရွက်နေတယ်ဆိုတော့ကျွန်တော်ကလည်းဒါကိုတိုးတက်ရှင်းပြချင်ပါတယ် မြန်မာနိုင်ငံမှာတရားဝင်ငွေကြေးနဲ့ပြည်စည်းထင်းချုပ်ရေးဥပဒေဆိုတာရှိပြီးအဲ့ဒီဥပဒေအတိုင်းငွေမဲတွေကိုငွေဖြူဖြစ်အောင်ခွာချမယ်ဆိုရင်ဘသူ့ကိုမဆိုအေးအေးယူမယ်လို့ဥပဒေမှာပါရှိပါတယ်။လုပ်ငန်းကြီးမားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဆိုပါကအခွန်ဆောင်ထားမှုရှိမရှိကြည့်ရလို့သိရပါတယ်။ငွေကြေးခွာချမှုနဲ့ပတ်သက်တာကိုတရားရုံးကိုတင်ပြီးဆောင်ရွက်မှုတွေပြုလုပ်တယ်လို့ငွေကြေးခွာချမှုကိုကာကွယ်ဖို့ဆောင်ရွက်နေပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ရှင်။